ခုဆိုထိုင်းမှာဆိုပျော်စရာကြီးလေနေ့တိုင်းတို့ခန်းသားတွေလောက်လောက်ပြရဆိုတော့လေအဲကောင်းမယ်ပေါ့နော်တနေ့လောက်တော့သွားစင်နွယ်အောင်ပါပေါ့နိုင်ငံတစ်ခုရဲ့အနေအထားတစ်ခုပြရှိရဖြစ်တဲ့အတွက်ဘယ်နိုင်ငံမှာပဲလောကလောကအခွင့်အရေးရတယ်ဆိုရင်ဒီ prime man အတွက်ပေါ့သူကဘုံယူတဲ့ဝမ်းသာရဲ့ LGBT တယောက်ဖြစ်ရဘရောမနောက်တမ်းမရပါဘူးရှင်။အခုဆိုလို့ရှင်ရဲဝဲသွားနေတယ်သူတို့ငယ်ရောလည်းမတူဘူးသူတို့ငယ်ရောဆိုလို့ရှင်လမ်းထွက်ကြတဲ့အချောက်တွေပါတော့អော်အခုဆိုရင်ဘူးမှမခေါ်တာ နိုင်ငါပဲစီစီလမ်းပဲရှောက်ရှောက်အကုန်လုံးချစ်နေတယ်ပုံမှန်လူတွေလိုပဲယောက်ျားမိန်းမတဲ့အားလုံးချစ်တယ်ကိုလည်းကိုယ့်ကိုယ်ပဲ confidence တည်နေလူတိုင်းသွားနိုင်လာတယ်ဘာဖြစ်ဘူးဆိုလို့ရှိရင်သူရဲ့ fan fan လို့ပဲပြောတော့မှာပေါ့เนาะအနုပညာရှင်လို့လောက်လောက်နေဆိုဆိုခလေးလည်းများတယ်ပြီးရင်လူကြီးတွေများတယ်တချို့ဆို single က anti တွေသူရအရင်ချစ်တာပဲဒီသူတို့ဈေးသွားတဲ့ block တွေလည်းကြည့်တယ်အန်တီတို့အများကြီးကြည့်ပြတယ်ပြီးရင်သူတို့ကိုလက်ဆောင်တွေထည့်ပေး t-shirt တွေသူဆို ိမ်မက်သွားတော့ဆိုလို့ရှိရင်မုတ်တွေလိုက်ကျွေးကြတယ်အဲအဲ့ဘက်တွေသွားတော့ဆိုလို့ရှိရင်ဘယ်နိုင်ငံသွားတော့အဲ့လိုနိုင်ငံတကာပြည်သက်တွေလည်းရှိလာပြီဆိုတော့လေကျေးဇူးတင်ပါတယ်လူတယောက်နဲ့တယောက်ချစ်ဖို့ဆိုတာလေမမြင်ဘူးမပြုတ်ပဲချစ်ဖို့ဆိုတော့လွယ်ရမို့ဒီမျိုးပဲသူတို့ YouTube ကနေမြင်နေတယ်ရုပ်ရှင်ကရမြင်နေတယ်ချစ်ပေးကြတဲ့ပြည်သက်ကလေး fan တွေတော်တော်များတယ်ဘယ်နေရာသွားတော့လေအဲ့ကျေးဇူးအများကြီးတင်တယ်လို့ပြောတာဘယ်လိုပဲအချက်ချင်းတော့ပြတာအဲ့ဒါကြောင်းနေတာဘာမို့နှစ်ခါအောင်ဆိုအမမအဲ့ဒီသူကလေ นกูนักแค่แฉทาออเปอเรชั่นหลอกก็นักแค่ตูนะตูเนี่ยนกูอจิ่นไหนมั้ยนักแค่สกาด้วยต้นๆทุบตาไอ้ต้นๆทุบเนี่ยอ่าอจิ่นขึ้นเนี่ยพอเราหมองนกูนักแค่กว่าถอดตูอ่าออกนักแค่ถอดแฉทาหลุดาแฉบีเวเนี่ยวะเนาะไอ้ดินเนี่ยมาแล้วไอ้หลุขึ้นไอ้หลุขึ้นเนี่ยเอาโปรสกาด้วยอ้ายะอ้าอยู่แล้วพี่ออกนักแค่ถั่วๆล่ะတော်တော်ရုပ်ဆိုးอ่ะအဲဒါကြောင့်မို့လဲ prime ban လာလေမို့လို့လဲသူဒီလိုမျိုးဟိုစကက်ပလေးကိုဆွဲလာဗောနော်ကိုလဲ LGBT တယောက်ဖြစ်တဲ့အတွက်ဒါ ဒီလိုမျိုးလမျိုးဆိုတာဒါနိုင်ငံတကာမှာဆိုရင်တော့တကယ်ကိုခံကြည့်ချက်ခံသွားစာရေလုပ်နေကြပြီဂုံယူပါတယ်ဂုံယူပါတယ်အဲမော်တော့ဒါကတော့နိုင်ငံတစ်ခုရဲ့အနေအထားတစ်ခုပြရှိတာဖြစ်တဲ့အတွက်ဗန်နိုင်ငံမှာပဲလောကလောကအမြင်ရရဆိုရင်ဒီ private man အတွက်ကိုသူကဂုံယူတယ်ဝမ်းသာတယ် LGBT တယောက်ဖြစ်ရတော့မှနောက်တော့မရပါဘူးရှင်ဟုတ်ခြိုင်းကျင်တာအမမန်လေတကယ်လည်းဆိုဘန်ကောက်ကိုသွားမလို့သွားမလို့ကိုဒီရဲ့ပိုင်းမှာကိုသူအလုပ်တွေကတော်တော်ကိုသင်တန်းဖွင့်လာပြီးပိုင်းနဲ့မအားလို့ပေါ့နော်ပြီးရင်ခီးအကြီးတစ်ခုလည်းထွက်ဖို့ရှိနေတော့ ဲ့ဒီဟာတွေအကုန်လုံးဒီဘက်မှာအလုပ်တွေအကုန်ဖျက်မိုးရင်းမှာအားတွေချောင်းမှာအားလို့အမှန်ဆုံးတော့သွားချင်တာအဓိကဆိုသူ့မွေးနေ့ကလည်း6လပိုင်း30လေးအမြဲ private နဲ့ကိုယ်နဲ့ကလည်းတိုက်ဆိုင်တာဆိုတော့ဟိုဘလိုပဲဖြစ်ပေါ့နော်ကိုကဘာမှမလုပ်ပေးနိုင်အောင်မှဟိုဝမ်းတာတယ်လို့မျိုးခုဆိုထိုင်းမှာဆိုပျော်စရာကြီးလေနေ့တိုင်းဆိုအခမ်းအနားတွေလုပ်လုပ်ပေးရဆိုတော့လေအဲပေါင်းမယ်ပေါ့နော် တနေ့တော့တော့သွားစင်နွမ်းအောင်ပါပေါ့ဟိုအလုပ်လဲအားရရဆိုလို့ရှိရင်တော့ဟောအဲ့ဒါတော့လေလိုပါတယ်သူကလေအများကြီးလေးလာဖို့လဲလိုတယ်အဲ့ဒါကြီးတက်လေ ဟိုပွဲလမ်းတစ်ပြေဖိတ်တယ်ဆိုရင်တော့လေသူအမြဲတမ်းဟိုအရင်ဆိုရင်ဒီသူတို့တရားကံပေးနာကလေဗာလဲစိမ့်လဲစိမ့်လဲဆိုင်လဲဆိုပြလို့ပါအောင်ပါဆိုလို့ရှိရင်လည်းဒီ LGBT တွေအတွက်ကိုဟိုအကြောင်းမျိုးကြောင့်ဆုံးကုန်တယ်လို့လက်ဆက်ခံရဆိုတော့မင်းပြောရပါဆိုတော့သူတို့အရင်တော့ပါခဲ့တာပဲပြီးရင်သူတို့ဒီ Asian Hotel မှာလုပ်တဲ့ LGBT ပွဲတိုင်းဆိုတော့သူတို့တက်ပေးခဲ့တာပဲဟုတ်အဲ့လိုဖိတ်တယ်ဆိုရင်တော့တွားပြမှာပါအကိုကိုရယ်အိုးစီးဦးဆောင်လို့ကတော့ဟိုလိုပါသေးတယ်အများကြီးပေါ့နော်ဒါပေမဲ့ ဖိတ်တယ်ဆိုရင်ပြင်ပြင်တက်တန်ရုံလို့ပါလို့ဆိုရင်ဖိတ်တယ်ဆိုတော့သူငြင်းသွားပြစ်ပါဟုတ်ဟာအဓိကကျတော့လေဒါလူသားတွေကလူပဲလေအဲ့တကြောင့်အားလုံးကဝိုင်းချိမြောက်တယ်ချစ်တယ်ပေါ့ချစ်ကြတယ်ပေါ့နော်အဲ့တကြောင့်တော့ဂုံယူပါတယ်ဘာပြောတတိချာအားလုံးရှေ့ပါပဲအားလုံးကခုဆိုလို့ရှိရင်ရဲဝင်သွားနိုင်တယ်သူငြင်းရောလည်းမတူဘူးသူငြင်းရောဆိုလို့ရှိရင်လမ်းထွက်ကြတဲ့အချောက်လို့ပါတော့អော်ခုဆိုရင်ဘူးမှမခေါ်တာ နိုင်ငါပဲစီစီလမ်းပဲရှောက်ရှောက်အကုန်လုံးချစ်နေတယ်ပုံမှန်လူတွေလိုပဲယောက်ျားမိန်းမလည်းအားလုံးချစ်တယ်ကိုလည်းကိုယ့်ကိုယ်ပဲ confidence အပြည့်နဲ့လူတိုင်းသွားနိုင်လာတယ်ဘာဖြစ်ဘူးအဲကြောင့်ဒါရီကသူတို့တ LGBT community ရဲ့အောင်မြင်မှုတွေပေါ့